တကြံမှာမျက်နှာကိုရေပက်ခံခဲ့ရပြီးတော့ဆိုင်ကယ်မောက်ကကွယ်လွန်သွားခဲ့ရတဲ့အမျိုးသမီးကိုဝင်တယ်လေပရိသတ်ကြီးပျော်ကားနေပြဆိုသလိုပါပဲရှင်တကြံခါသမ ्या မှာဒီတဲ့င်းတွေဟာအမြဲကြားစမြဲပါနော် အမှုလို့ပြီးတော့ဆိုင်ကယ်မောင်းလို့ဆုံးဖောက်ကွယ်လို့နာတို့အချင်းချင်းစကားများပြီးတော့ဓာတုခံရလို့ဆိုတာအမြင်ကြားနေကြဖြစ်ပြီးရိုးရင်နေပါပြီတော့ကျူးလို့သူအစ်ခံရသူအဟောင်းဆိုတဲ့အတိုင်းပဲကလေးတစ်တိုက်ကြောင့်မလို့အသက်ဆုံးဖောက်ကွယ်လွန်သွားခဲ့တဲ့ကိုဝင်ဆောင်တဲ့မအေးမြတ်သူအကြောင်းကိုပြောပြပေးမှဖြစ်ပါတယ်။တစံတလေးနဲ့လုံဆန်းပြီးတော့အပြောင်းလုံးအမှုလုံကမျက်နှာကိုတက်တက်ခွက်နဲ့ခုတ်ပတ်တဲ့ဒလေးဟာဘသူတွေလဲစားနိုင်လဲမသိပါဘူးနော်။မအေးမြတ်သူဟာအရာဝင်တိုင်းမော့ကျွန်းသူဖြစ်ပြီးတော့သူမဟာအလုကပြန်လာချိန်မျက်နှာကိုရေပက်ခံလိုက်ရတာကြောင့်ဆိုင်ကနေကောင်း နဲ့တိုက်ခတ်လိုက်ရပြီးတော့ပွဲချင်းပြီးဆုံးပွားသွားခဲ့တာဖြစ်ပါတယ်။သူမကကိုဝင်ဆောင်တဲ့တူဖြစ်ပြီးတော့သူမနဲ့သူမရဲ့ဘေဘီလေးရဲ့အသက်ပါဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ဒီလိုပြောပြတဲ့အကြောင်းမဆုံးရှုံးသေးတဲ့အသက်နှစ်ချောင်းဆုံးရှုံးသွားခဲ့တဲ့တတင်းဟာဆိုရှယ်မှာကြော်ကြားခဲ့ပြီးယခုလိုမျက်နာတတဲကိုရေနဲ့မပတ်ပဲရှောင်ကျင်နေအောင်တင်ပြပေးလိုက်တာပဲဖြစ်ပါတယ်။တကြံမှာရေပတ်တဲ့သူတွေဟာအရင်လိုညှစ်တာမှုမရှိတော့ဘဲနဲ့နေကျက်ကျက်အပူမှာရေခဲရင်နဲ့ပါပတ်တဲ့သူတွေရှိပါတယ်။နေကလည်းပူကားလန်းပူရှင်ကလည်းပြင်းတော့ရေခဲရင်နဲ့ပတ်ခံလိုက်ရတဲ့သူတွေဟာ ရှေမီအပြိုင်ရောပတ်လိုက်တလို့အဖြစ်မျိုးနဲ့အသက်ဆုံးပေါက်ကွယ်လွန်သူတွေတောင်းနေမကကြုံတွေ့ကြရပူပါရီမစင်စားမစင်ကျင်ပဲနေပြုလို့လိုက်တဲ့အမှားဟာတစ်ဖက်သားဒုက္ခရောက်ပြီးတော့ဆုံးမကွယ်လွန်သွားတာဖြစ်ပါရီ မိမျက်သူကတော့သူမယောက်ျားယုံကပြန်မစားစရာတခုခုလုပ်ပေးဖို့ဆိုင်ကယ်နဲ့ပြင်ထွက်ရင်မျက်နှာကိုတက်တဲရှေပတ်ခံခဲ့ရတာပါအချို့ကလေးတွေဟာတိုးတင်ဆုံးမမှုမရှိတော့လူကြီးတွေကိုရိုသေတမ်းပဲဖြစ်ပြီးတော့စကားနာမထောင်ကဖြစ်ချင်နိုင်ကိုမှဖြစ်နေတာပါရိုင်းဆိုင်လုံးတဲ့ကလေးတွေကြောင့်အသက်နှစ်ချောင်းဆုံးပါကွယ်လွန်ခဲ့တဲ့ပုံမှာမိမျက်သူခင်မုံကတော့ရှေပတ်ရင်မျက်နှာပယ်ရမယ်လို့ဗေမိပါကတင်ပေးထားလဲမသိပါဘူးမျက်နှာရှေပတ်ခံရပြီးဆိုင်ကယ်လေးကကားနဲ့ဝင်တိုက်မိသွားတာဖုန်းခေါ်တော့ဖုန်းပြတဲ့သူဟာမိမျက်သူမဟုတ်တော့ဘူးအခြားသူဖြစ်ပြီး ညီလေးရေခုပဲကားနဲ့ဆိုင်ကနေတိုင်းပြီလို့ဆိုပြီးတော့ပြောလာတာပါဒီလိုကြားလိုက်ရတာမအေးမြတ်သူခင်မုံဖို့အပူမီးတွေတောက်လောင်ခဲ့ပြီးစိတ်ယုံကိုလိုက်သွားခဲ့တာဖြစ်ပါတယ်စေယုံလေးရှောက်ရောသူ့ရဲ့မျိုးသမီးလေးဟာသူ့ရဲ့ပြည်နယ်ရှင်ခွေးယုံမှာအသက်မမီတော့ပဲရှင်တိုင်းမှုဖြစ်ကလေးကအသက်ဆုံးပါသွားခဲ့တာလို့ဆိုထားပါတယ်ဒီပြည့်စင်ဟာတကြံကြံနေကဖြစ်ပြီးနေမကူးခင်တကြွရမယ်လို့လည်းအယူရှိတော့ညနေ3နာရီမတိုင်ခင်အမြန်စီစဉ်လိုက်ရတာဖြစ်ပါတယ်ပူပူနွေးနွေးဇနီးနဲ့ရှင်သွေးလေးကိုဆုံးရှုံးလိုက်ရတော့အယူမီဝိုင်းတယ်လို့ပါပဲနော် ွယ်လွန်သူမိန်းမြတ်သူခင်မုံကိုကျော်ကြားဟာဆေးရုံရောက်ကလေးကအသက်မမီတော့တာပါဗျာ သူ့ရဲ့ရှင်တွေ꿰ရပါပြီဆိုပြီးတော့ post တင်ထားက၃ရက်တောင်နေမသွားရှာဘူးနောက်ဘွားမှာမိမနဲ့ဆုံတွေ့ကြပါရင်ဒီဘွားမှာလည်းပြန်ဆုပ်ခွေးရှင်ရေးဆုပ်ခြင်းနေဆိုပြီးတော့ဝန်ထမ်းဆောင်စာလေးနဲ့တင်ခဲ့တာဖြစ်ပါရင်ခင်မုန်းဖြစ်သူကိုကြော်ကြားကလည်းသူ့ဇနီးလေးနဲ့ရင်သွေးဆုံပါသွားခဲ့တာကိုမယုံနိုင်သေးပဲကြံနေတဲ့သမီးလေးနဲ့တူဘဝကိုရှေ့ဆက်ရတော့မှာပါနော်တကြံမရေပတ်သူတွေဟာအရင်လိုရှေ့မပတ်ပါနဲ့လက်ကပြလို့လည်းမရပါဘူးတီလာရှင်မရှောင်ဖုန်းကြီးမရှောင်ရေပတ်နေကြတာပါနော်ကိုဝင်ဆောင်တဲ့တီလာယူထားသူကစားတဲ့သူတွေကိုရေမပတ်ရဘူးဆိုတာမသိ လို့များလားဒါမှမဟုတ်တတိယနဲ့ကိုတမင်ပတ်ချင်လို့ပဲပတ်တာလားဆိုတာမပြောပြတတ်တော့ပါဘူးအမားလေးတစ်ခုကြောင့်ဆုံးမကွယ်လွန်ခဲ့ရတဲ့မအေးမြတ်သူနဲ့ကလေးလေးအတွက်စိတ်မကောင်းဖြစ်သလိုကြံခဲ့တဲ့လူမမဲတမီးလေးကိုကိုကျော်ကြားနဲ့ဖြစ်ကိုလေးစာနာမိပါရဲ့နော်မျက်နာတတိရှေးပတ်သူတွေဟာကလေးတွေဖြစ်နေတော့ရေးယူလို့ကလည်းမဖြစ်နိုင်ကြားတဲ့ကတိုက်မိတဲ့ကာသမားကပဲအမှုပက်ရပြီဖြစ်ပါရင်ဘသူဘသူမှအကျိုးမဖြစ်တဲ့မျက်နာတတိခုံပတ်တဲ့ကျင်ဆိုကြည့်တာမရှိတော့ရင်တခြင်းဟာရှင်ကားတဲ့ပြောစရာကောင်းပါပါ ရှေးအောင်တုတ်တဲ့ပုံနာတာမလို့ခွန်းနဲ့ခုတ်ပလိုက်ရတဲ့သူဟာအသိစိတ်အောင်နာကြမာရင်နော်အပတ်ခံရသူပဲနားလေတာမလို့ဒလိကိုပြင်တင်မာရင်နော်နောက်ပြီးတော့မန်တက်တိုင်းမှာမိသက်ပိုက်တွေနဲ့ရေပထိုးပတ်တာကလည်းအခက်မသိရင်တက်ရှူချက်ကွက်လုံနိုင်တာမလို့ဒီလိုမကောင်းတဲ့မူကျင့်တွေကိုတော့ဖယ်ရှားတင်မာရင်ကိုမဖြစ်ရင်ပြီးတော့အခြားသူတွေတုံပီပီကြားကကိုက်ဆိုသူများလုံးနာကြောင့်စင်ကျင်တင်မာရင်